မကြည့်ဦးအဲ့ငါဆိုကကုန်းဝင်ပြီးတော့အပြင်းသွားတော့အကောင်းလေလမ်းရလေဒီနားနဲ့စားပြသွားတာသူ့လိုအောက်ကနေတည်းကကြွတ်ကြွတ်ကြွတ်တက်လာတာနော်အဲ့ဒါမကြည့်ဦးတိရမီးကြီးအောင်ကနေအကောင်တော်ဖြတ်သွားတဲ့အတိုင်းပဲကြာအကောင်လုံးကြွတ်တက်ပြောမိုးမိုးသွားတာကြာအဲ့ဒါလေးဆိုတိတာညီမကြီးကအဲ့လိုဖြစ်သွားတာမတွေ့လားအဲ့လိုကြွတ်တက်သွားတာမကြည့်အခုဖြစ်သွားတာအကောင်တော်မကြည့်အဲ့လိုအောက်ကနေခုံးပြီးထလာတာအဲ့လိုဖြစ်သွားတာ မကြည့်အောင်အဲ့လိုဒီမှာမို့ပြီးကုန်းတက်သွားတာအဲ့လိုဖြစ်သွားတာအဲ့ဒါကတက်ကြည့်လိုက်တော့တော့အဲ့လိုဖြစ်သွားတော့မို့တက်လာတာကြာဟဲ့အမီဦးအောင်ကနေချွတ်တက်လာတာတုံးအာကျန်လုံးအောင်တော့လုံးဝဒီမှာကြည့်တိတ်တာတွေဟာကုန်းတက်သွားတာဒီလားအဲ့လိုမျိုးကုန်းတက်သွားတာအယူချွတ်တက်သွားတာအာသူစနေလိုက်ကြာအာကုန်းတက်တာအခုကုလင်းကုန်းမယ်တော့အိမ်ပြေတော့ဒါကြီးမရှိသေးဘူးအောက်ကနေချွတ်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 တက်လာတာလေကြာ အဲဘာလိမ့်မဖြစ်နေပြီလဲဒီမှာကြည့်ကြပါဦးဒါဒါတကောမျိုးသိရှိပိုင်းကအာငါးလေးကွာငါးရက်ကစည်းလေးနာမကြည့်ဦးအဲ့ကွန်ကရစ်နိုင်ရတယ်ကြည့်လားအဲ့တော့ကြွကြွိုက်မုံ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 မမုံကြီးဖြစ်သွားတာအဲ့တော့ဖြစ်ဖြစ်ဖြစ်သွားတာအဖြစ်တာလဲအေးငါတို့လည်းနာမနေဘူးဒီမှာကြည့်ဦးအဲဘာမှတော့တောင်ကြည့်ဦးမကြည့်ဦးအဲ့တော့ကြွတက်သွားတာနင်းစဉ်းစားကြည့်စမ်းအဲ့တော့ဖြစ်သွားတာဟောက်ကနေလုံးဝအောင်ချမ်းအကျုံတိတာကြီးအဲ့တော့ကြွတက်သွားတာအခုတူးလို့လို့နော်

အာချမ်းဒီမလေးစမောင်းနေကိုယ်ရောဒါရမရှိဘူးခုံးတက်လာတာသူ့သူ့လို့လို့ညအလို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 မကြည့်ရောဟာတက်တက်တူးတယ်နော်အင်းအကုန်လုံးအကုန်လုံးနော်အကုန်လုံးအခေါင်းကြီးဖြစ်သွားတာအကုန်လုံးတောက်လျှောက်တိတ်တာကြီးကြီးရေနော်တွေ့လားအေးတွေ့တာနော်ခွင်းနော်ကလာလုံးအောင်လို့ဟောင်းလုံးပြွာတော့ခွင့်တော်မီအဲ့အော်ပါလားကြာအခုချက်ချင်းရောဆိုင်ကြီးအစီအစဉ်လာတော့ အဲ့ခုအဲ့လားဗောချွတ်တက်ပြီးတော့မကြည့်တို့တို့အကွဲသွားတာမကြည့်ဘူးဘောမောင်ဘောရဲ့လူဒီမှာလည်းထွက်ပါဘူးကြည့်ပါ price တော့လုံးဝတိတာနေပြီတို့တို့တို့ချက်အမကြည့်ဒီကနေ့အေဘီလာ23ရက်မှာတူရကီနိုင်ငံမြို့တော်အစ္စတန်ဘူကိုဗဟိုပြုပြီးငလင်သုံးကြိမ်လုခတ်ခဲ့ပြီးတဲ့နောက်ငလင်လုခတ်ချိန်မြို့ခံတွေဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်ကြတဲ့မြင်ကွင်းတွေထွက်ပေါ်လာပါတယ် တူရကီငလျင်ဒီလိုဖြစ်လာမှာကိုအစ္စတန်ဘူမြို့ခံတွေစိုးထိတ်နေကြတာကြားလာပါပြီဒီနေ့ငလျင်ဟာအစ္စတန်ဘူမြို့တော်အနောက်ပိုင်းကစင်ဂျေဖုံမြို့နယ်နှစ်ခုကိုဗဟိုပြုလုပ်ခတ်ခဲ့တာပါမြို့လေကနေအတော်လေးဝေးတဲ့နေရာတွေဖြစ်ပေမဲ့ဒီရက်တွေဟာຫນွေဦးနဲ့ຫນွေရာတီတို့မှခီးသွားတွေလာကြနေထိုင်သူတွေစုဝေးတက်ကြတဲ့ကာလလည်းဖြစ်ပါတယ် အစ္စတန်ဘူမြို့ဟာပြီးခဲ့တဲ့နှစ်တွေအတွင်းမြို့နယ်ပဲပိုပြီးကျယ်ပြောလာနေပါတယ်။လူအများစုဟာမြို့လယ်ကနေထွက်ပြီးမြို့ပြင်ကိုပြောင်းရွှေ့နေထိုင်ကြဖို့ရွေးချယ်လာကြတဲ့အကြောင်းအချက်ကြောင့်လည်းဖြစ်ပါတယ်။သိပ္ပံပညာရှင်တွေဟာအစ္စတန်ဘူမှာလာမယ့်နှစ်တွေအတွင်းငလင်ကြီးတစ်ခုလုပ်မယ်လို့ပြောထားတာကြပါပြီ။ ျမဘဝတလျှောက်လုံးနေခဲ့တဲ့မျိုးလည်းဖြစ်တယ်လို့လက်ရှိမှာမိသားစုလည်းနေထိုင်နေသေးတဲ့မျိုးဖြစ်နေသေးတာကြောင့်စိတ်မပူပဲတော့မနေလို့မရပါဘူးလက်ရှိမှာထိခိုက်သေးဆုံးသူရှိတယ်လို့သတင်းမထွက်သေးပေမဲ့အစ္စတန်ဘူမြို့ခံတွေဟာဒီခိုက်တံဖြစ်လာမှကိုစိုးတထိတ်ထိတ်ဖြစ်နေခဲ့ကြတာကြာမြင့်နေပါပြီပြီးတော့အခုငလင်းဟာပိုဆိုးတဲ့ငလင်းကြီးလှုပ်ဖို့ရှေ့ပြေးလီလာဆိုပြီးစိုးရိမ်နေကြပါတယ်